ရေတောင်နဲ့ဘာဖြစ်မလဲလူခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းလောက်ကိုရေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဟာရေမတောက်ဖဲအသက်မရှင်နိုင်ပါဘူးရေအသက်တမနဲ့ဆိုတဲ့မြမစကပုံလည်းရှိတယ်မဟုတ်လားခင်ဗျာဒါကြောင့်ရေတောင်နဲ့ဘလူဆိုးကျူးတွေဖြစ်မလဲရေရဲ့အကျိုးကျေးဇူးတွေကဘာတွေရှိလဲတနေ့ကိုရေဘလောက်တောက်တင်လဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုသိဖို့အတွက်ဒီနေ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ် ကဲအခုရေတောင်နှဲရင်ဖြစ်လာမဲ့အဆိုးကျိုးတွေကိုကျွန်တော်အရင်ဆုံးပြောပြပေးပါမယ်။နံပါတ်1ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းဆွမ်းဆောင်ရည်ကိုကြာဆင်းစေခြင်း exercise လုပ်ခြင်းလှုပ်ရှားမှုပြုလုပ်ခြင်းတွေအတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကရေဓာတ်ကိုလိုအပ်ပါတယ်။အထူးသဖြင့်အပူချိန်မြင့်တဲ့အချိန်လေ့ကျင့်ခန်းလုပ်ခြင်းပြေးလွှာခြင်းကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတွေကချွေးထွက်များစေပြီးရေဓာတ်ကိုဆုံးရှုံးစေပါတယ်။ ဒီအချိန်မှာရေလုံလုံတော့မတောက်ရင်တော့နှုံးပြီးတော့ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်ရည်ကိုတည်တည်တတ်တာကြာဆင်းစေပါတယ်။ပူတဲ့အချိန်လေ့ကျင့်ခန်းလုပ်နေချိန်မှာရေတောက်ပေးခြင်းဟာရေဓာတ်ကိုဖြည့်တင်းပေးုံသာမက ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလည်းရောကျစေတဲ့အတွက်ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်ရည်ကိုလည်းမြင့်တက်စေမှာဖြစ်ပါတယ်။နံပါတ်1အုံနောက်နဲ့မှတ်ဉာဏ်ကိုထိခိုက်စေခြင်းကျွန်တော်တို့ရဲ့အုံနောက်ကရေဓာတ်အပေါ်အများကြီးမိခိုးနေပါတယ်။ ရေတက်နဲလာရင်မူမကောင်းတော့ခြင်းအာယုံမဆူဆိုင်နိုင်ခြင်းမှန့်ညံ့အားနေခြင်းတို့ဖြစ်လာပြီးတော့နေမထီထိုင်မသာဖြစ်မယ်၊နှုံမယ်၊စတဲ့အကျိုးဆက်တွေကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မှန့်ညံ့တဲ့အာယုံဆူဆိုင်မှုကောင်းခြင်းတော့ရေအလုံးတော့တောက်ပေးဖို့လိုပါတယ်။နံပါတ်3ဝမ်းချုပ်ခြင်းကျွန်တော်ဒေါက်တာဘီးစ်မြန်မာမှာတင်ပေးထားတဲ့ဝမ်းမှန်စေတဲ့အစားအစာများအပိုင်းဆက်ထဲမှာပြောခဲ့သလိုပါပဲ။ စားတော့ရအလွယ်ကူဆုံးနဲ့ဈေးအပေါ်ဆုံးဝမ်းမှန်စေတဲ့အရာကတော့ရေဖြစ်ပါတယ်။ဝမ်းချုပ်တဲ့လူအများစုလေးလာကြည့်လိုက်ရင်ရေများများမတောက်တာကိုတွေ့ရပါလိမ့်မယ်။သင်ဟာဝမ်းချုပ်တဲ့လူတယောက်ဆိုရင်တော့ရေလုံလောက်အောင်အရင်ဆုံးတောက်သုံးဖို့အကြံပြုပါတယ်။ပြီးမှတခြားဝမ်းမှန်စေတဲ့အစားအသောက်တွေအသီးအနှံတွေကိုစားပေးသင့်ပါတယ်။ဝမ်းမှန်စေတဲ့အစားအစာတွေအကြောင်းတော့အပိုင်းဆက်ဗီဒီယိုအတူလေးအနေနဲ့ တင်ဆက်ပေးထတာဖြစ်လို့ကျွန်တော်တို့ရဲ့ Dr. Beast YouTube Channel နဲ့ Facebook Page မှာတွားရောက်လည်လာနိုင်ပါတယ်ခင်ဗျာ။ဒါနဲ့မိတ်ဆွေအခုလက်ရှိတနေ့ရရေဘလောက်တောက်ဖြစ်နေလဲဆိုတာလဲဗီဒီယိုလေးပြီးရင် comment ထဲမှာရေးပေးတော့ပါအောင်ခင်ဗျာ။နံပါတ်၄စီးကြောက်တဲခြင်းရေတောင်နေတဲ့အခါစီးလန်းချောင်းတစ်လျှောက်ကိုဖြတ်တန်းစီးစင်းသွားတဲ့ရေပမာဏနည်းသွားတဲ့အတွက်စီးလန်းချောင်းမှာကြောက်တဲ့ဘူးအခွင့်လန်းများသွားစေပါတယ်။ ရေဦးလုံလောက်အောင်တောက်တုံးမယ်ဆိုရင်တော့ရေဖြတ်တန်းစီးစစ်တဲ့အခါကြောက်ကက်နဲ့စီလံချောင်းတစ်လျှောက်မှာရှိတဲ့အနယ်တွေနဲ့ကြောက်ဖြစ်ပေါ်စေနိုင်တဲ့အရာတွေကိုပါတည်ဆောင်သွားပြီးစီးတဲ့ကနေတဆင့်ဆွတ်ပစ်စေပါတယ်။စီးကြောက်တွေကအတော်ဒုက္ခပေးတတ်ပြီးနာကျင်မှုဝေဒနာလည်းခံစားရစေတဲ့အတွက်မဖြစ်ဖူးတဲ့သူတွေရောဖြစ်ဖူးပြီးသားသူတွေရောရေလုံလောက်အောင်တောက်တုံးပြီးဟန်တားကြပါလို့ပြောလိုပါတယ်။ဒါဆိုရင်တော့အခုရေတောက်ရင်ရရှိမယ့်အကျိုးကျေးဇူးတွေကိုပြောပြပေးပါမယ်။ မပြောပြခင်မှာအခုကြည့်နေတဲ့ဒီဗီဒီယိုခဏရက်ပြီးရေတစ်ခွက်လောက်သွားတောက်လိုက်ပါလားဗျဒါမှအကျိုးကျေးဇူးတွေကိုသိုံနေမဟုတ်ပဲတခါတည်းရရှိသွားအောင်တို့ပါမိတ်ဆွေကြီးတောက်ဖို့အတွက်ကျွန်တော်ဗီဒီယို second 20ခဏရက်ပေးထားပါမယ်ခင်ဗျာ ကယ်ပြန်ဆမယ်နော်ဒါဆိုခုနက၄ချက်ကလည်းရေတောက်ရင်ရရှိမဲ့အကျိုးကျေးဇူးတွေမှာပါပါတယ်ရေတောက်ရင်နံပါတ်၁ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းဆွမ်းဆောင်ရည်ကိုတိုးတက်စေခြင်းနံပါတ်၂အုန်းနှောက်နဲ့မှတ်ဉာဏ်အတွက်ကောင်းခြင်းနံပါတ်၃ဝမ်းမှန်စေခြင်းနံပါတ်၄စီးကြောက်ကိုအထိုက်လျောက်ဟန်တားနိုင်ခြင်းဒီလေးချက်ကတော့ခုနကရှင်းပြပြီးသားဖြစ်လို့မပြောတော့ဘဲနဲ့နောက်အချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။နံပါတ် ဟန်ဂိုဗာကိုတက်တာသိရှင်အရက်တော့ပြီးရင်နောက်ရက်မှာဟန်ဂိုဗာရတဲ့တာ ထုံးစံပါပဲအရက်ကစီးသွားစေတဲ့တက်တတိပါဝင်တာကြောင့်အရက်တော့ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာရေဓာတ်ခန့်ချောက်တက်ပါတယ်ရေဓာတ်နည်းတဲ့အခါဟန်ဂိုဗာရတာပိုဆိုးပါတယ်ဒါကြောင့်အရက်တော့ပြီးတဲ့အချိန်မှာရေများများတောက်ပေးခြင်းဖြင့်ဟန်ဂိုဗာကိုအတိုင်းအတာတစ်ခုအထိတက်တာစေပါလိမ့်မယ်နံပါတ်6ဝေးချဖို့အထောက်အကူပြုခြင်း ဟုတ်ပါတယ်မိတ်ဆွေနားကြမမှားပါဘူးရေမြမြတောက်ချင်းကဝိချရရမှာ အထောက်အကူပြုပါတယ်ဒါကအကြောင်းရင်းနှစ်မျိုးကြောင့်ဖြစ်ပါတယ်နံပါတ်1ကတော့ဗိုက်ပြေသွားစေလို့ပါအစားမစားခင်ရေတောက်ချင်းကဗိုက်ပြေရလို့ခံစားရစီပြီးတကယ်စားတဲ့အခါမှာလည်းနည်းနည်းပဲစားနိုင်တော့တဲ့အတွက်ဝေးကြစေတာပါ လေလာတွေ့ရှိချက်တွေအရအစားမစားခင်မှာရေလီတာဝက်ဒါမှမဟုတ်ရေတန်ဘူးကြီးဘူးတဝက်ကိုတောက်သုံးပေးတဲ့လူတွေက တည်တည်တတ်တတ်ဝိတ်ပူကြရလို့ဆိုပါတယ်။ဒါကနံပါတ်1အချက်ပါ။နံပါတ်2အချက်ကတော့ရေတောက်ချင်းက metabolic rate လို့ခေါ်တဲ့ဇီဝကံမဖြစ်စဉ်နှုန်းကိုမြင့်တက်စေတယ်လို့တချို့ဆေးပညာဆန်းစစ်မှုတွေမှာဖော်ပြထားပါတယ်။ဇီဝကံမဖြစ်စဉ်တို့မြင်လာရင်ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကပူအလိုလိုအပ်ပြီးဝေကျစေတာပါ။ဒါကြောင့်မို့ကျန်းမာခြင်းနဲ့ ဝေလဲကြခြင်းနဲ့ဆိုတဲ့တွေအတွက်တော့ရေမြတ်မြတ်တောက်ပေးတဲ့နီလန်းကအကုံကြလဲတက်တာအကျိုးလဲရှိစေတဲ့နီလန်းတစ်ခုဖြစ်ပါတယ်။နံပါတ်9အစစ်အမြစ်ကျမ်းမာရေးအတွက်ကောင်းစေခြင်းအစစ်အမြစ်တွေတစ်ခုနဲ့တစ်ခုကြားပွတ်တိုက်မှုနေအောင်ကာတလစ်လို့ခေါ်တဲ့အယိုးနုကကာကွယ်ပေးထတာဖြစ်ပြီးဒီအယိုးနုတွေကအကြမ်းမြင်အဖြစ်ရေဓာတ်80ရာခိုင်နှုန်းလောက်နဲ့ဖွဲ့စည်းထတာဖြစ်ပါတယ်။ဒီအတွက်ကြောင့် ရည်တက်ပြေဝအောင်တောက်သုံးမယ်ဆိုရင်တော့အစစ်အမြစ်တွေရဲ့ကျန်းမာရေးကိုလည်းအထိုက်လျောက်အကျိုးရှိစေမှာဖြစ်ပါတယ်။နံပါတ်၈သွေးပေါင်ထိညှိပေးခြင်းလူသွေးရဲ့60ရာခိုင်နှုန်းလောက်ကရည်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ရည်တောက်ခြင်းကသွေးပြစ်မှုကိုဟန်တားစေပါတယ်။သွေးတွေကပြစ်လာတဲ့အခါမှာသွေးပေါင်ချိန်တက်လာတတ်ပါတယ်။ ဒါကြောင့်ရေတောက်ခြင်းကသွေးရဲ့ viscosity ကိုအထိုက်လျောက်ရောကျစေပြီးတော့သွေးပောင်ချိန်ထိန်းချုပ်ပေးပါတယ်။နံပါတ်9အသံကိုကျန်းမာစေခြင်းအသံထုတ်လုပ်တဲ့ level တွေကအစိပ်ပိုင်းနေတဲ့ vocal fold တွေကရေဓာတ်ကိုလိုအပ်ပါတယ်။ရေဓာတ်လုံလောက်နေစေခြင်းကဒီအစိပ်ပိုင်းတွေကိုဆွဆွတ်နေစေပြီးတော့ဒါကအသံထုတ်လုပ်မှုဖြစ်စဉ်တွေကိုအဆင်ပြေချောမွေ့စေပါတယ်။ရေဓာတ်နည်းမယ်ဆိုရင်တော့6တွေ့ပြီး အချင်းချင်းပွတ်တိုက်မှုများတဲ့အတွက်ကြောင့်အတန်အကွဲလာခြင်းအတန်နာခြင်းစတဲ့ဆူဂျူတွေကိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်အတန်ကို ကျမ်းမာခြင်းနဲ့အတန်ရဲ့ကျမ်းမာရေးကိုဂရုစိုက်တယ်ဆိုရင်တော့ရေများများတောက်ပြီးဖို့လိုအပ်ပါလိမ့်မယ်။ဒါတွေကတော့ရေရဲ့ကောင်းကျိုးတွေဖြစ်ပါတယ်။မိတ်ဆွေကုနကတောက်လိုက်တဲ့ရေကြောင့်အခုပြောတဲ့အကျိုးကျေးဇူးတွေကိုရရှိသွားပြီဖြစ်ပါတယ်။ဒီတော့တနေ့မှရေဘလောက်တောက်သင့်တယ်လဲ။ ဒီမိဂုံးမဖြစ်ခင်မှာကျမ်းမာရေးဗဟုသုတနဲ့လေ့ကျင့်ခန်းတွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ Dr. Beast ရဲ့ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် YouTube မှာဆိုရင် Dr. Beast မြန်မာ YouTube Channel ကို Subscribe လုပ်ပြီး Notification ခေါင်းလောင်းလင်းဖွင့်ထားပေးဖို့နဲ့ Facebook မှာဆိုရင်တော့ Dr. Beast Facebook Page ကို Follow လုပ်ပြီးတော့ Favorites တွေကိုထည့်ထားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ဒီနေ့မှာရှီဘလောက်တောက်တင်လဲဆိုတဲ့မေးခွန်းဖြေပေးပါမယ်။ ပုံမှန်လူတစ်ယောက်ဟာအကြမ်းမြင့်အားဖြင့်ရေ2လစ်တာနဲ့3လစ်တာဝန်းကျင်တောက်ပေးသင့်ပါတယ်2လစ်တာကနေ3လစ်တာအတွင်းမှာရေတယ်မကဘဲနဲ့ကိုတနည်းတာထဲမှာတောက်သုံးဖြစ်တဲ့အချိုရေဟင်းချိုအရေရွှမ်းနဲ့အသီးနဲ့အစားအစာတွေကထည့်တွက်အမှာဖြစ်ပါတယ်ဒါပေမဲ့ရေဘလောက်တောက်ဖို့လိုလဲဆိုတာကအခြားအကြောင်းအချက်တွေပေါ်လဲမူတည်ပြီးတော့အတိုးရော့ရှိနေတာဖြစ်ပါတယ်ဒီအကြောင်းအချက်တွေကတော့နံပါတ်1 မိမိနေထိုင်ရာဒေသအပူပိုင်းဒေသမှာနေရဆိုရင်တော့ချွေးထွက်များတာဖြစ်လို့ရေဓာတ်ပုံမှုလိုအပ်တတ်ပါတယ်။တိတ်မပူအေးပိုင်းဒေသတွေမှာနေရဆိုရင်တော့ရေဓာတ်ကိုလျော့ပြီးလိုမှာဖြစ်ပါတယ်။နံပါတ်1ရာသီဥတုဥပမာမိုးရသည်ဆိုရင် အပူချိန်လဲနေချွေးထွက်လဲနေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကရေဆုံးရှုံးမှုပမာဏနေတာကြောင့်လျှော့တောက်ပြီးလိုရပါတယ်။နံပါတ် ိုလက်လှူရှာမှုပြုလုပ်ခြင်း၄ချိန်ခံပြုလုပ်ခြင်းကိုကပြေးလွှားနေရတယ်ဒါမှမဟုတ်ရင်၄ချိန်ခံပြင်းပြင်းထန်ထန်လုပ်ပြီးချွေးတွေထွက်တတ်တယ်ဆိုရင်တော့ရေကိုပိုတောက်ပေးဖို့လိုအပ်ပါတယ်နံပါတ်၄အရေရွှမ်းတဲ့အသီးနှံများနဲ့အစာအစာများဥပမာဖရဲသီးလိုမျိုးရေဓာတ်များတဲ့အသီးတွေကိုစားပြစ်တယ်ဆိုရင်တော့ရေကိုလျှော့တောက်ပေးလို့ရပါတယ်နံပါတ်၅ယောဂများ နေမကောင်းဖြစ်တယ်ချွေးထွက်များတယ်ဆိုရင်တော့ရေပိုတောက်ပေးဖို့လိုပါတယ်။နှလုံးယောဂအခန်းကြောက်ကယောဂအခန်းရှိတယ်ဆိုရင်တော့ရေလျှော့တောက်ရတတ်ပါတယ်။ဒီချိန်မှာတော့မိမိကိုဆရာဝန်ညွှန်ထားတဲ့ပမာဏအတိုင်းပဲတောက်သုံးသင့်ပါတယ်။နံပါတ်6ကိုဝင်ဆောင်ခြင်းကိုဝင်ဆောင်ခြင်းနဲ့ခလေးနုတဲ့ချိန်ဒီမှာခန္ဓာကိုယ်ကနှစ်ယောက်စာအလုပ်လုပ်ရတာဖြစ်လို့အာဟာရတက်လေးများများစားပေးရတယ်လို့ရေလဲများများတောက်ပေးဖို့လိုပါတယ်။ ဒီလောက်ဆိုရင်တော့အားလုံးပဲရေအကြောင်းကိုကောင်းကောင်းသိသွားလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးအကျိုးရှိစေတဲ့ဘုဒ္ဓရာရစေတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်လို့ like and follow ဒါမှမဟုတ် subscribe လုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာ။အခြားသိလို့တဲ့အကြောင်းအရာတွေရှိရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ပြန်လည်ဖြေကြပေးပါမယ်။ကဲဒါဆိုနောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆောင်ကြတာပေါ့ခင်ဗျာ။